ဒီဗီဒီယိုလေးမှာနိုင်ငံခြားအင်ဂျင်နီယာဘွဲရာ YouTuber တယောက်ဖြစ်တဲ့ကိုဒီဒီဆိုတာဘယ်လိုလူမျိုးလဲဆိုတာကိုကျွန်တော်ခင်ဗျားတို့ကိုဆင်းဆင်းရီးလောက်ပြီးသွားမှာပါသူများအကြောင်းကိုကျွန်တော်မပြောခင်ခင်ဗျားတို့ကိုကျွန်တော်အကြောင်းကျွန်တော်ပြောသွားပြီးမှာပါဟုတ်ပါတယ်ကျွန်တော်နာမည်ကိုစိမ်းပါ ျွန်တော်ကကွန်တက်ခရီတာတယောက်ဖြစ်ရှင်လို့ကွန်တက်ခရီတာတင်နန်းတက်နေတဲ့တန်တယောက်ပါကွန်တက်ခရီတာတင်နန်းကိုစတာတဲ့အကြောင်းရင်းကတော့လွန်ခဲတဲ့2024ဒီဇင်ဘာကနေစတာပါ2024ဒီဇင်ဘာမရောက်ခင်ကျွန်တော်ဖတ်ဘူးတဲ့စာအုပ်တော့မှရေးရတာကကို့မှာ စကေးတစ်ခုရှိတယ်ဆိုရင်ကိုစကေးနဲ့ကဘာကြီးကိုလူတွေကိုဘလို့အကျိုးရှိအောင်သုံးပြုမလဲဆိုတာပါပဲပြီးရင်ကိုစကေးကိုဘလိုမျိုးတိုးတက်အောင်ဘလိုမျိုးဆရာလေးနဲ့ဝင်ရမလဲဆိုတာလဲပါပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းအခုတက်နေတဲ့တင်တန်းကို 2024ဒီဇင်ဘာမှာနော်ဟို2024ဒီဇင်ဘာမှာကျွန်တော်သမီးတယ်ကျွန်တော်ပြန်နှအလိုရလာဒါပေမဲ့ကျွန်တော်တက်ပြစ်လာဆိုတော့မတက်ပြူကျွန်တော်တခြားလေးစုံစမ်းနေဟုတ်ပါမလားငါအတွက်အဆင်ပြေပါမလားငါအတွက်ကောင်းပါမလားဆိုပြီးတော့ကျွန်တော်တခြားလေးစုံစမ်းခဲ့အဲ့ဒါနဲ့ကျွန်တော်ဒီလာတယ်မှာကျွန်တော်စတက်ပြစ်ရပါတယ် ကျွန်တော်တတ်တော့ဒါတွေရလေဆိုတော့ကျွန်တော်နောင်တတွေအများကြီးရပါတယ်ကျွန်တော်တင်နန်းကိုအခုမှတက်ရလို့တကယ်လို့ကျွန်တော်အဲ့ဒီဒီဇင်ဘာ2024လောက်တည်းကနေပြီးတော့စတက်မယ်ဆိုရင်ကျွန်တော်အခုနှစ်မှာအများကြီးလဲပြောင်းလဲသွားမယ်လို့ကျွန်တော်ကျွန်တော်အခုတက်နေတဲ့ content creator တင်နန်းကတော့ဒီကိုယ်တိုင်ဖွင့်လာတဲ့ YouTuber 101ကလည်း သင်တန်းပဲဖြစ်ပါတယ်ကျွန်တော်တို့က content creator တခုပဲသင်တာမျိုးမဟုတ်ပဲတို့ဘလို့ပြောင်းလဲပြုပြင်ရမလဲတိုးတက်အောင်ဘလို့နေရမလဲအဲ့ဒါလည်းသင်ပေးတယ်ကိုလည်းတကယ်တိုးတက်ပြောင်းလဲရှင်တဲ့စိတ်ရှိခဲ့ရင်လူကြီးပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်တကယ် content creator တယောက်ဖြစ်ချင်တဲ့ဖြစ်ဖို့ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိလို့ရှိရင် ကိုဒီဒီမှာတက်ပါကိုဒီဒီဘမဘလောက်မှာတကြွန်းလိုက်ပါဇူးမီတီမှာဆရာပြောတဲ့သင်ခန်းစာလေးကျွန်တော်မမ်းမိဘူးသူကလူ၃မျိုးလူ၃မျိုးကြောင်းပြောတာပရမတန်စားလုံနဲ့ဒုတိယတန်စားလုံနဲ့တတိယတန်စားလုံပရမတန်စားလုံမှာကြတော့ဆင်းရဲတဲ့လူဆင်းရဲတဲ့လူကဆင်းရဲတဲ့လူတွေက သူများအကြောင်းပဲစိတ်ဝင်စားဒုတိယလူကြတော့အလေလက်တန်းစားလူအဲ့ဒီလူတွေကဤပင်တွေအကြောင်းစိတ်ဝင်စားတတိယလူကြတော့တအားချမ်းသာတယ်လူအဲ့ဒီလူကြတော့အိုင်ဒီယာတွေအကြောင်းစိတ်ဝင်စားဒါကလေကျွန်တော်တို့ရရှိတဲ့သင်ခန်းစာတွေတစ်ခုပေါ့နော် တကယ်လို့ကိုလည်းဒီတင်တန်းကိုတတ်ချင်တဲ့စိတ်ရှိတယ်ဆိုရင်အပြောသဘောမျိုးနဲ့လည်းမတက်ပါနဲ့။သွားလည်းမသွားတက်ပါနဲ့အပြောသဘောမျိုးနဲ့။တကယ်ကိုကိုယ်တိုင်ကွန်တက်ခရီတာတယောက်ဖြစ်ချင်မှတကယ်ဖြူဖျားမယ်ဆိုတဲ့ရေဂျက်စီမှသွားတက်ပါ။ဆရာကူဒီဒီကိုလည်းကျွန်တော်ဒီကနေ့ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုဂယုနာမေတ္တာစေနာပြည့်နဲ့တင်ပြီးတဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်။